မြမမင်္ဂလိပီတာကအပြိုစင်ဘွားကိုထိမ့်သိမ့်နိုင်လို့ချီကျူးခံနေရတဲ့ဆိုပြတဲ့စဉ်အပြိုစင်ဘွားကိုထိမ့်သိမ့်ထားကြောင်းပြောလာလို့ချီကျူးခံနေရတာကဆိုပြတဲ့စဉ်မှာအလုံးတီကြတဲ့အတိုင်းမကြခင်ရဲ့တတပတ်အနေငယ်အတွင်းမှာလက်ထတော်မဲ့နိုင်ငံကျော်တင်ယုံဆောင်ဆောင်တွင်မင်းသမီးလေးစုပြေတဲ့စင်နဲ့မင်းသားဟိဝိယံတို့ရဲ့မင်္ဂလာပွဲကအစကတည်းကလူပြောများနေကြတာပါ တင်ယူပြီကရှေခဲတော်ပေါ်ထိသွားပြီးခန္ဓာကြီးကျယ်တဲ့ပရိဝတ်တင်နေရှိုက်ကူခဲကမင်္ဂလာပွဲကို6ပွဲထိထိခံခံနာနာကျင်းပမယ်ဆိုတာတွေကြောင့်လူစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ခုတစ်ခေါက်မှာတော့သူတို့မင်္ဂလာပွဲရဲ့ကြီးကျယ်ခန္ဓာမှုအကြောင်းထပ်ပေါ်ပြီးပရိသတ်တွေကြားမှာကြီးကျယ်အံ့ဩချီးကျူးစရာဖြစ်လာတဲ့အကြောင်းအရာတစ်ခုကစုပြီကအပြိုစင်ကိစ္စပါ။ ပုတ်ပြီးရှင်းရှင်းလင်းလင်းပြောရချင်းဟေးဝရံနဲ့ချစ်သူတက်တန်း6နှစ်တာရှိခဲ့ပြီးမကြခင်လက်ထက်တော်မှာဖြစ်ပေမယ့်သူမအနေနဲ့ပြုစင်ဘဝကိုမြမမင်းကလေးပြပြတမူထားထိမ့်သိမ့်ထားစေဖြစ်ကြောင်းဖွင့်ရပြောကြားလိုက်တာပဲဖြစ်ပါတယ်ဒီကိစ္စကဘလို့စပြီးပေါ်ထွက်လာတာလေဆိုတော့ပြည်သက်တီတတိထားမိကြတဲ့အတိုင်းစုပြည့်တစင်တို့ဆုံးတွင်တရုတ်ပြည်ကိုပြည်ဝတ်တင်သွားရိုက်တုန်းကတတို့သမီးရဲ့မိခင်ဖြစ်သူတော်မာလာခင်တင်အတူတူလိုက်ပါသွားခဲ့တာလေတွေ့ရပါတယ်။ ဒီပေါ်မှာမီဒီယာတွေကဘာကြောင့်မိခင်ကိုပါတူတူခေါ်သွားရလဲလို့မေးမြန်းချတဲ့အခါမှာစုပြည့်သင်းကအရန်ကိုပွင့်လင်းပြီးတိကျတဲ့ဖြေတစ်ခုသူ့ပေးခဲ့ပါတယ်။"သူမပြောသွားတာကတော့သူမနဲ့ဟေးဝိယံဟာမကြခင်လက်ထက်တော်မှာမှန်မိမယ်။အခုချိန်မှာတရားဝင်အချင်းလင်မယားမဟုတ်သေးဘူးဆိုတာပါပဲ။ဒါကြောင့်ပဲခီးပဲသွားတော့နှစ်ယောက်တည်းသွားလာတာတခန်းနေနေတာမျိုးဟာမြမယဉ်ကျေးမှုရမသိမ့်တော်ဘူးလို့သူမယူဆကြောင်း။ဒါကြောင့်ပဲသွားသွားအုတ်ထင်းသူအနေနဲ့မိခင်ကြီးကိုအမြဲတမ်းခေါ်သွားတာဖြစ်တယ်လို့ရှင်းပြသွားခဲ့တာပါ။" ဒီပညာပရိသတ်တွေကြားထဲမှာတပြိုင်နက်ရန်ကုန်အန်အောချီချူးတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အားလုံးသိကြတဲ့အတိုင်းအခုလွန်27ရာစုခေတ်ကြီးထဲမှာအထူးသဖြင့်အနောက်တိုင်းယဉ်ကျေးမှုတွေဝင်ရောက်လာတဲ့အခါမှာတော်တော်များများကဒီလိုကိစ္စတွေကိုသိပြီးအလေးနက်မထားကြတော့ပါဘူး။ အချင်းခေတုံးကလည်းသမီးစားတွေလက်တောင်မကမ်းရတဲ့အခြေအနေမျိုးမဟုတ်တော့ပဲကိုချစ်သူကြီးစားကိုယုံကြည်ပြီးပုံအပ်တာအထူးနေချစ်သူဆိုရာမျိုးတွေတောင်ခက်စားလာတဲ့အချိန်မှာနိုင်ငံတော်မင်းသမီးတယောက်အထူးသဖြင့်မချခင်လက်တတ်တော့မယ်လို့တရားဝင်ကြေညာထားသူတယောက်ကဒီလိုမင်္ဂလာမဆောင်သေးသမျှတခန်းထဲမနေဘူးဆိုရင်ကျင်ဝဲကုံမြမမင်္ဂလေးပြပြီးထိမ့်သိမ့်ထားတယ်ဆိုတာကတော်တော်လေးကိုရှာပါသွားတဲ့အပြုအမူဖြစ်နေလို့ပါပဲ ကြောင့်လေပြိသက်တွေကဒါမတကယ်မြန်မာမင်းကလေးပြီးသားတာစုပြည့်တစင်ကနမဲကြီးမင်းသမီးဆိုပေမဲ့နမဲပြတ်မရှိကိုကိုကိုတကယ်ထိမ့်သိမ့်နိုင်နေသူဆိုပြီး သူမရဲ့ပြူစင်ဘဝကိုတန်မှုထားထိမ့်သိမ့်မှုအပေါ်လေးစားချီးကျူးနေကြတာများပြားပါပဲ။ ဒီလိုကိုရဲ့တိတ်ခါကိုတန်မိုးထားပြီးမြမယူရကိုထိမ့်သိမ့်နဲ့စိတ်တက်ကြောင်းလဲဟိဝိယံတရားသူမကိုဒီလောက်တန်မိုးထားပြီးခန္ဓာရဲ့မင်္ဂလာပွဲကြီးနဲ့လက်ထပ်ယူဖို့ပြင်ဆင်နေတာဖြစ်နိုင်တယ်လို့လည်းပြိသက်တွေကသုံးသပ်နေကြပါတယ်ပြိသက်ကြီးတို့ရဲ့မြင်ကရောဘလို့ရှိပါသလဲရှင်လက်ထပ်ကန်ဒီဆုံးတွဲတွဲအနေနဲ့စုပြည့်တစင်းတို့လိုမြမယဉ်ကျေးမှုကြောင့်တရားဝင်လက်မထက်သေးသမျှအထီးတွေ့နေတိုင်းစင်ကျင်တဲ့နေဆိုတဲ့အယူဆကိုထောက်ခံပါသလား မိမိတို့မြင်ကို comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။